ီကနေ့တော့ဘုရားစစ်ဘုရားမှန်ဘယ်လိုကူးကွယ်ကြမလဲဘာသာတိုင်းဘာသာတိုင်းကတော့ကိုယ့်ရဲ့ဘာသာအကောင်းဆုံးဘာသာဖြစ်တယ်ကိုယ့်ရဲ့ဘုရားဟာအမှန်ဆုံးပဲကိုယ့်ရဲ့တရားဟာအမှန်ဆုံးပဲလို့ဒီလိုယူဆကြပါလိမ့်မယ် ဲ့တော့ကိုကိုဥေတဲ့ပါတာပါတာမှန်ကန်ရဲ့လားဆိုလို့ရှိရင်ဥစဉ်တော့ဘယ်လိုတိုင်းတာကြမလဲတိုင်းတာဖို့ရတဲ့ဥစဉ်တို့မာဂန္ဒယုံဆရာတော်ဘုရားကြီးရတော်ကုရတေခဘာသာတိကမှာအချက်၃ချက်နဲ့ညီလို့ရှိရင်ဘုရားစစ်ဘုရားမှန်ဖြစ်တယ်ဆိုပြီးတော့ ပြပြထားတာဖြစ်ပါတယ်အဲ့ဒီအချက်၃ချက်ကတော့ဟိတုတမရာတဲ့မိမိကိုယ်ကိုယ်ရဲ့ဘုရားဟာဘုရားဖြစ်ဖို့ရာအတွက်ဘုရားဖြစ်ခြင်းရဲ့အကြောင်းနဲ့လည်းပြည့်စုံရမယ်နောက်တစ်ချက်ကဖလားတမရာတဲ့အဲ့ဒီအကြောင်းအားလျော်စွာတင့်တင့်နဲ့အကျိုးလည်းရှိရမယ် ကြောင်းနဲ့လည်းပြည့်စုံရမယ်။အကျိုးနဲ့လည်းပြည့်စုံရမယ်။နောက်တစ်ချက်ကတတ္တုပကာရသံဗရာတဲ့။တတ္တဝါတွေပုံမှာလည်းခြေစူးပြုခြင်းနဲ့ပြည့်စုံရမယ်။အဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံလို့ရှိရင်အဲ့ဒီဘုရားဘုရားစစ်ဘုရားမှန်ဖြစ်တယ်။ မိမိတို့ကိုးကွယ်တဲ့ဘုရားဟာအဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံသလားဆိုပြီးတော့ဒါစဉ်းစားရမှဖြစ်ပါတယ်နော်။ဦးဇင်းကတော့ဒီနေရာမှာအခြားဘာသာတွေရဲ့ဘုရားတွေကိုမဆန်းစစ်တော့ပါဘူး။ဦးဇင်းတို့ဗုဒ္ဓဘုရားဟာဘုရားစစ်ဘုရားမှ ဟုတ်ရလားဆိုပြီးအဲ့ဒီအချက်၃ချက်နဲ့စစ်လိုက်တဲ့အခါဦးဇင်းတို့ဗုဒ္ဓဘုရား ဖျားဖြစ်ပေါ်ရာအတွက်ဖျားလားဖျားလောင်းတိုင်းဖျားလောင်းတိုင်းဟာလေးတင်ချင်းနဲ့ကဘာတသိန်း၊ရှစ်တင်ချင်းနဲ့ကဘာတသိန်း၊တစ်ဆက်ချောက်တင်ချင်းနဲ့ကဘာတသိန်းတို့တိုင်တိုင်းဖျားဖြစ်ပေါ်ရာအတွက်အားထုတ်ရတယ်၊ကြင့်ကြံရတယ်နော်အဲ့တော့တတ္တာဓိကဘရာဖျားဝရိယဓိကဖျားပညာဓိကဖျားဆိုတဲ့အတိုင်းအဲဖျားအမျိုးမျိုးဟာ ရှိခဲ့ကြတယ်။ဦးဇင်းတို့အခုဂေါရမဗုဒ္ဓမြတ်စွာဘုရားကတော့လေးတင်ချင်တဲ့ကဘာတသိမ့်ပါရမီဖြစ်ပြီးတော့ဘုရားဖြစ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီဘုရားဟာပညာဓိကဘုရားဖြစ်ပါတယ်။ပညာကိုဓိကထားပြီးတော့ပါရမီတွေဖြစ်ခဲ့တာဖြစ်ပါအဲ့ဒီလေးတင်ချင်းတဲ့ကဘာတသိမ့်မှာပါရမီ7ပါးစွန့်ခြင်းကြီးငါးပါးစတဲ့တရားတွေကို ဖြစ်ခြင်းခဲ့ရတာဖြစ်တယ်။အဲဒီတော့ဘုရားရှင်ဟောကြားခဲ့တဲ့သူရဲ့950စတဲ့ဇက်တီဇက်ကြီးဆေဘွေတွေဒီဇက်တော်တွေဟာဘုရားလုံးဘဝတွေမှာကြိုးကြိုးစားစားနဲ့အထုခဲ့ရတာတွေဖြစ်ပါတယ်နော်။အဲ့တော့အဲ့ဒီ950စတဲ့ဇက်တီဟာလေဇနုဒါအကြောင်းတိုက်ဆိုင်လို့ဟောခဲ့တဲ့ ဇက်တော်လေးတာဖြစ်တယ်အเจ้าမတိုက်ဆိုင်လို့မောခေရရတယ်ဘဝပေါင်းမြောင်များစွာဇံပေါင်းမြောင်များစွာမရေမတွက်နိုင်အောင်အများကြီးရှိသေးတယ်မှတ်ရမှာဖြစ်တယ်ဥပမာအနေနဲ့ပြောလို့ရှိရင်သမုဒ္ဒရာသမုဒ္ဒရာရည်တဲ့ရည်တွေကိုနော်အော်တောက်ဖို့ရအတွက်ရည်ကွယ်ကလေးနဲ့ခတ်လိုက်တယ်လို့ပဲခတ်လိုက်တဲ့လောက်နေ အဲ့တော့ရေခွက်လေးနဲ့ခတ်လိုက်တာကအကြောက်တိုက်ဆိုင်လို့ဟောခဲ့ရတယ်။ဇာကြောက်မြတာဖြစ်တယ်။အကြောက်မတိုက်ဆိုင်လို့မဟောခဲ့ရတယ်။ဇံပေါင်းများစွာဝတ္ထုပေါင်းများစွာအဲ့ဒီသမုဒ္ဒရာရည်တဲ့ရေတွေလောက်ရှိတယ်တဲ့နော်။အဲ့ဒီလိုမျိုးဒါဥပမာလေးနဲ့ရှင်းပါလေ။ဒါဆိုရင်ဥစ္စတုဘုရားဟာအကြောင်းနဲ့လေပြည့်စုံတယ်ဟိတုတံပရာနေလေ။ ြည့်စုံတယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်အဲ့ဒီလိုအကြောင်းနဲ့တန်အောင် အကျိုးတရားတို့ရဲ့ပြည့်စုံခြင်းကို ဖလားတံတရာလို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားကိုစဉ်းစားကြည့်လိုက်တဲ့အခါအတာလွန်ဆုံးသောလုပ်ရုပ်လက္ခဏာတော်အမြင့်မြတ်ဆုံးသောအမျိုး ခတိယမင်းမျိုးမှာဖြစ်ရတယ်။နောက်ပြီးတော့ရုပ်လက္ခဏာတော်မှာဆိုလို့ရှိရင်လည်းလက္ခဏာတော်ကြီး32ပါးလက္ခဏာတော်ငယ်80တို့နဲ့အတူပြပြစုံစုံသာလုံဆုံးသောရုပ်လက္ခဏာတွေကိုရရှိတယ်။အဲဒီတော့တောထွက်ပြီးတော့တရားအားထုတ်လိုက်တဲ့အခါဝါဒနာငွေရတဲ့တကွာနော်ကိလေသာတွေအလုံးကိုပယ်ပြီးတော့ အရတမေအရတဘုံကိုရရှိတာဖြစ်ပါတယ်အဲ့လိုအရတမေအရတဘုံနဲ့အတူဇင်းတို့ညာတော်7ပါ အာတော်7ပါဆိုတဲ့အတိုင်းညာတော်ဒီတပည့်ညွတ်ညာတော်ကြီးနဲ့တကွစတုဝေတာရိစညာတိုင်အောင်အဲ့လိုညာတော်တွေနဲ့ပြည့်စုံတယ်ဦးဇင်းတို့ဒီဘာရမီတွေဖြည့်ရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ ါတပ္ပိညုတညံတော်ဤရရှိလိုက်ခြင်းဟာအကျိုးတရားတွေထဲမှာအမြတ်ဆုံးသောဒါအကျိုးတရားဖြစ်တယ်။ဘုရားလောင်းတော်ဘဝလုံးကဘဝတိုင်းဘဝတိုင်းဘဝတိုင်းပါရမီဖြည့်ပြီးတိုင်းမှာဆူတောင်းခဲ့တာတပ္ပိညုတညံတော်ရဲ့အကြောင်းတောင်းပန်ဖြစ်ပါစေဆိုပြီးတော့ဒီလိုဆူတောင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်တပ္ပိညုတညံတော်ကြီးရလိုက်ခြင်းဟာ အကျိုးတရားရဲ့ပြည့်စုံခြင်းပဲဖြစ်တယ်။အဓိကအကျိုးတရားရဲ့ပြည့်စုံခြင်းဖြစ်တယ်။ဦးဇင်းတို့အာရုံနဲ့ပတ်သက်တဲ့ခါကြလို့ရှိရင်ဘုရားရှင်ရဲ့အာရုံဟာသတ္တန်စင်မင်းစေကောင်ရဲ့အာရုံနဲ့ညီမျှတယ်တဲ့နော်။သတ္တန်စင်မင်းစေကောင်ရဲ့အာရုံနဲ့ညီမျှတယ်။အဲ့တော့ဗျဂရိစင်အနေနဲ့ဆိုလို့ရှိရင် ဂရေတထောင်အားနဲ့ညီမျှတယ်နော်အဲ့ဒါတမန်ယောက်ျားပေါင်းဆိုလို့ရှိရင်တော့ဂရေတထောင်အားနဲ့ညီမျှတယ်ဆိုပြီးတော့ဦးဇင်းတို့ဒါပဋိသင်္မိတာမှတ်မှာတော့ပြထားတာရှိတယ်နော်အဲ့တော့အဲ့ဒီလိုမျိုးအဲဘုံတော်အနေနဲ့ဆိုလို့ရှိရင်လေဘုံတော်6ပါဣတိရိယဓမ္မယန္တသီရိကမ္မပြတ္တစာရေဘုံတော်6ပါးနဲ့လေပြည့်စုံနေ အဲ့တော့အဲ့ဒီနောက်ဆုံးဖြစ်တဲ့ဘုရားဖြစ်တဲ့ဘဝမှာအဲ့ဒီလိုမျိုးပြည့်ပြည့်စုံစုံနော်လူနေသေးမရှိအောင်ပြည့်စုံတာကလေဒါဖလားသမ္မာပါပဲနောက်ပြီးတော့30တဘုံလုံးမှရှိတဲ့နတ်ဒီပြမာတွေကနေပြီးတော့နော်ကူးကွယ်ရတယ်ပူဇော်ရတယ်နဲအဲ့ဒါကလေဒါဘုရားဖြစ်တဲ့ဘဝမှာရရှိတဲ့အကျိုးပဲဖြစ်ပါ အဲ့တော့နောက်ဆုံးချက်ဖြစ်တဲ့တတုပကာရသမရာတဲ့တတဝါဒီအပေါ်မှာခြေစူးပြုခြင်းနဲ့လေပြည့်စုံရမယ်မာဂရုဏာညာတပိညုတညာတော်ကြီးတွေနဲ့နော်တပိညုတညာတော်ကြီးနဲ့အဲ့တော့ဘုရားဖြစ်တည်နေကနေစပြီးတော့ပရိနိဗ္ဗာန်စံတီအထိနေမအားညာမအားတတဝါဒီအပေါ်မှာ တရားရည်အမြိုက်ကြီးတွေတိုက်ကြွေးတော်မူခဲ့တယ်။အဲအဲ့လိုမျိုးတိုက်ကြွေးတဲ့အတွက်ကြောင့်တတ္တဝါတွေဟာတိလအစတိမှာစောက်တည်ပြီးတော့အပေလေးပါးမှလွတ်ကြရတယ်။နောက်ပြီးတော့ဒီထက်အစင်းမြင်ပြီးတော့ဇန်တရားတွေမတရားတွေရကြတယ်အဲ့တော့အဲ့ဒီလိုရတယ်ရှားတယ်ဟာတတ္တဝါတွေအပေါ်မှာ ဒါလောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားတွေကို ဆောင်ရွက်တယ်နော်အဲ့ဒီဆောင်ရွက်တွေအတွက်ကြောင့်ဒီဘုရားရှင်ဟာတတုပက္ခာရသမ္မာတတ္တဝါတွေအပေါ်မှာလေဒါယေရှုပြုခြင်းနဲ့ပြည့်စုံတယ်လို့အဲ့ဒီလိုမှတ်မှာဖြစ်ပါတယ်အဲ့တော့ဘုရားသာသနာတော်မှာပဲဦးဇင်းတို့တွေ့ရတဲ့ဒါတစ္ဆာလေးပါးတရားအဓိကတော့နော်တစ္ဆာလေးပါးတရား ဒုက္ခသစ္စာဒုရိယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာလို့ခေါ်တဲ့ဒါသစ္စာ၄ပါးကိုဘုရားရှင်တို့ဟောကြားမှတည်းကြားသိရတာဖြစ်တယ်။အဲဒီလိုသစ္စာ၄ပါးတရားကိုကြားနာရပြီးတော့ဘုရားတို့ဝိပဿနာတရားတွေသမထတရားတွေဝိပဿနာတရားတွေကိုပွားများရတယ်။အဲဒီလိုပွားများရတဲ့အတွက်ကြောင့်အပြည့်ဆုံးဖြစ်တဲ့စံတရားမတရားတွေ ရရှိရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်တတုပက္ခာရဘုရားဘုရားရှင်တို့ပွင့်လိုက်တဲ့အတွက်ကြောင့်တတဝါလေးပုံမှာအမြဲမှကြီးစုများတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဘုရားရှင်တို့ပွင့်တော်မူမှလာလေရှင်တို့အမ်ငြေရှိတယ်နော်တိရိစ္ဆာန်ရှိတယ်ပြိတ္တာရှိတယ် အဲ့တော့လူပြည်နတ်ပြည်ဂျမပြည်စတဲ့30ပုံလေးကိုသိရတယ်လို့နောက်ပြီးတော့နေမှန် ချမ်းသာဆိုတာရှိတယ်ဆိုတာကိုသိရတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်အဘင်ငယ်ပြီးမှလွတ်အောင်သီလစသည်ကြိုးစားဆောက်တည်ကြတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေပုံမှာခြေစူးတွေအများကြီးရှိတာဖြစ်ပါတယ်ဦးဇင်းတို့မာကနာယုံကြတော့ဘုရားကြီးရတော့ဆံပုတ်ကလေးတွေလုတ်ပေးတာပေါ့နော် ဖျားရှင်တော်မပွင့်ပေါ်လျင်လူတို့အများစိတ်ကောင်းထားလေဤကားကုသိုလ်အကုသိုလ်နဲ့ထိုထိုဘုံဘဝမတ္တိယအများလက်အပြစ်တွေဖျားရှင်တော်ပွင့်ထွန်းပေါ်၍ဟောပေါ်ညွှန်ကြားမြတ်တရားကြောင့်ဤကားကုသိုလ်အကုသိုလ်နဲ့ထိုထိုဘုံဘဝတိကျရာအများလက်ကြီးကျူးတွေကြီးကျူးတော်ရင်ဖျားရှင်ကိုဥတ္တမပြတ် ယေရှုဆက်ဖို့အမြတ်ရည်နာသာသနာကို ရောင်းဝါတင်ဆန်းမြင့်အောင်ထံစွန့်ပြကြစေဆိုပြီးတော့ဓမ္မကဏ္ဍဆရာတို့ဘုရားကြီးကတော့နော်သံဖို့တင်နေရေးပြီးတော့ထားတာဖြစ်ပါလေအဲ့ဒီအတွက်ကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာဝန်နေဟာဦးဇင်းတို့ဘုရားဟာဘုရားစစ်ဘုရားမှန်ဖြစ်တယ်ဘုရားရှင်ဟောခဲ့တဲ့တရားတွေဟာတရားစစ်တရားမှန်ဖြစ်တယ် ဖခင်သန္တနာကိုစောင့်ထိန်နေတဲ့တန်ခါတွေဟာတန်ခါစစ်တန်ခါအမှန်ဖြစ်တယ်လို့အဲ့ဒီလိုယုံယုံကြည်ကြည်ဝမ်းမြောက်ဝမ်းသာနဲ့ဖြစ်ကြရမှာဖြစ်တယ်အဲ့ဒီတွေ့ကြအောင်ဖခင်ဟောကြားခဲ့တဲ့၅ပါးရှင်းပါစတဲ့သီလတွေကိုလည်းစောင့်တည်ရမယ်အာနာပါနစတဲ့ကမ္မထာနေလည်းပွားများရမယ်ဒါပေမဲ့ဝိပဿနာတရားတွေလည်းနေသာဒုက္ခအနတ္တစတဲ့ဝိပဿနာတရားတွေလည်းပွားများရမယ်အဲ့ဒီလိုပွားများလိုက်တဲ့အတွေ့အကြုံ you မိမိတို့ဟာနိဗ္ဗာန်မရမီဘဝဆက်ကြမှာဖြစ်စီနိဗ္ဗာန်မရမီဘဝဆက်ကြမှာလေအစစ်မြင့်မြင့်နဲ့ခေါင်းကနေနေနိုင်မှာဖြစ်တယ်လို့ဒီလိုမှမဟုတ်ဘဲနဲ့ကိုကပို့ပြီးတော့အာထုံနိုင်ရင်တော့ဆင်းရဲဒုက္ခတွေငြိမ်းရာနိဗ္ဗာန်ကိုရရှိနိုင်မှာဖြစ်ပါတယ်အရိယာမေအရိယာဖို့တွေကိုရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ဒီဘက်မှာတော့ ်ဖျားစစ်ဖျားမှန်ရွေးချယ်ဖို့ရတဲ့ပြောခဲ့တာဖြစ်ပါလေနောက်ပတ်မှာတော့နိဗ္ဗာန်ရဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးကြတာပေါ့